အကောင်းဆုံးတော့ဟိုဖြော်ပြခဲ့ပါမှုကောင်းကောင်းနဲ့အဲအတန်ကြီးပါထိန်းနိုင်ဟို vibrator ပါရောင်းတခြင်းကတော့ရွေးလာတာမှန်တယ်ထင်ပါတယ်ဒိုင်းရလည်းကြိုက်တယ် तू อ่ะအရန်တော်တယ်လူတကယ်ပြောရရင်တော့အီးဆောင်က तू อ่ะအရန်တော်ငကိုတဲ့ဒီတဲ့ချင်းကလည်း तू อ่ะစိုးပါတယ် audition မှာပါသွားပြီလေ audition မှာပါသွားပြီဆိုတော့မပါခင်ကတော့ तू လည်းစိတ်ပြုတ်ရှားတော့ ်းဖြူပါသမီးကအသက်14နှစ်ပါအော်ခွင့်ပြုပါတယ်သူပြိုင်ပွဲတွေကိုကျွန်မဝင်စီခြင်းခဲ့တယ်လေအရင်ကတည်းကဘာဖြစ်လို့လဲဆိုတော့သူကငယ်လဲငယ်သေးတယ်အတွေ့အကြုံလဲရစီခြင်းတယ်ပေါ့လေပြီးတော့ဒီအမှုပညာနဲ့ပတ်သက်လို့သူကလည်းအရန်လဲဝါသနာပါနေတယ်ဆိုတော့လည်းဖြစ်ခြင်းတယ်ပေါ့သူစိတ်ထဲမှာဆိုတော့အဲ့တော့ပြိုင်ပွဲတွေဝင်တဲ့အခါကျရင်သူကပြင်းပြင်းထန်ထန်လေ့ကျင့်ရမယ်ပြီးရင်တခြားသူတွေနဲ့လည်းသူကပြင်းပြင်းထန်ထန်အဲ့လိုပြန်ဝဲမှာပြန်ရမှာဖြစ်တဲ့အတွက်သူဒီ ကိုကိုပျက်ပျက်နေသူပြိုင်လို့မရဘူးအဲ့ခါကျသူလေ့ကျင့်တာတွေပါလာပြီပေါ့ငယ်လေးငယ်သေးတယ်ငယ်တော့အရင်တော့အသိမလေ့ကျင့်ဖြစ်ဘူးလေ့ကျင့်ရတဲ့ခါကျတော့အခုတော့သူအာ audition မှာပါသွားပြီလေ audition မှာပါသွားပြီဆိုတော့မပါခင်ကတော့သူလည်းစိတ်လှုပ်ရှားတာပေါ့မိဘအနေနဲ့လည်းအများကြီးစိတ်လှုပ်ရှားရတာပေါ့လေချိန်နည်းနည်းကလည်းသူကတော့တခြင်းနှစ်ပုတ်လေ့ကျင့်ထားတာပေါ့တခြင်းနှစ်ပုတ်အီးဆောင်တစ်ပုတ်ဒါမြန်မာတခြင်းတစ်ပုတ်ပေါ့အဲအဲ့လိုမျိုးအဲ့တော့အင်္ဂလိပ်တခြင်းကိုတော့သူအရင်ဆိုရတယ် အဲနောက်ခါကျတော့အင်္ဂလိပ်ချင်းကိုဆိုပြီးတော့သဘောကျကြတယ်ဒါပေမဲ့သူမြန်မာသချင်းထပ်ဆိုခိုင်းတယ်ပေါ့အဲ့မှာသူမြန်မာသချင်းဆိုပြီးတော့ဒိုင်နေရက yes ပေးလိုက်ကြတာပေါ့လေ nothing more to say no more to play အကောင်းဆုံးတော့ဟိုဖြော်ပြခဲ့ပါမှုကောင်းကောင်းနဲ့အတန်ကြီးပါရင်ထိန်းနိုင်ဟို vibrator ပါရင်ရောင်းတော့ တချင်းကတော့ရွေးတာမှန်နေတင်ပါတယ်။ဒိုင်းကလည်းကြိုက်တယ်။ Side the victory that's her destiny ။ Yeah, ဘောကရဟို high pitch တော်တော်အော်ရတဲ့ချင်းဖြစ်သွားတယ်လေ။ဒါပေမဲ့ तू စိုးနိုင်တယ်။ तू စိုးနိုင်တယ်။ပထမတော့ तू အဲ့လောက်တိခလေးသူ့အတန်လေးရဲ့တီးတီးလေးဆိုတော့ तू ကတော်တော်လေးတော်တော်လေးကြိုးစားတာပေါ့လေ။ဒါပေမဲ့ तू နှစ်ရက်လောက်ပေါ့နော်။ပြင်းပြင်းထန်ထန် तू လေ့ကျင့်လိုက်တယ်။ ဘေးကျင်းလိုက်တယ်အမှန် तू ကောင်းကောင်းတော်တော်ဆုံနိုင်သွားတယ်ဆုံနိုင်သွားတယ် तू တမိဆိုကြီးဆိုပထမတော့ तू ကအဲ့လိုပီယန်နိုနဲ့ပဲဆိုချင်တယ်တဲ့ဆိုတော့အေးအေးပေါ့တမိရဲ့အဲ့လိုပီယန်နိုနဲ့ပဲဆိုပေါ့လို့အဲ့လိုပြောပြောတော့နောက်ခါကျတော့ तू တချင်းတမိတချင်းအလို့အရန်ယူကျွမ်းနေပြီလားလို့သူကငကိုတော့တော့တချင်းကတော့အဲ့လိုပေါ့ကြည့်ဆိုလိုက်လွတ်လိုက်ပေါ့အဲ့လိုဆိုတော့အဲဆိုရင်းဆိုရင်းနဲ့တမိအဲ့တချင်းကအလို့ကြီးကျွမ်းသွားပြီလားရနေပြီလေရနေပြီဆိုရင်တမိက ကိုယ့်အောင်စုကြည့်ရောအဆင်မပြေဘူးလားလို့ဆိုတော့စူးစမ်းကြည့်မယ်တဲ့ကော့တီရှာလိုက်အောင်မယ်ဆိုသူကော့ရှာပြီးတော့သူကခဏပဲကြီးလိုက်တာသူရသွားဒါကလေးတယောက်လေ့ကျင့်ရတဲ့ဘဝပေါ့နော်ပြိုင်ပွဲကိုဒါ तू ကအရန်တော်တဲ့လူတကယ်ပြောရရင်တော့အီးဆောင်က तू ကအရန်တော်ငကိုတဲ့ဒီတဲ့ချင်းကလည်း तू ကဆိုပါတယ်ဆိုရယ်ဆိုရင်မဲ့ तू ကဘတ်စကင်ဆိုတဲ့ဟာမှာ तू ကပေါ့ပေါ့ပါပဲဆိုတာပေါ့လေအဲ့လောက်ကြီးကြီးဟို vocabulary high pitch တွေပါထုတ်ပြီးတော့ तू ကဟိုအရင်မအော်ဘူးပေါ့ तू က तू ပုံမှန်လေးပဲဆိုသွားတာပေါ့ တဲ့သဘောကလည်းမိဘအနေနဲ့ကလည်းတမီးဟိုတို့ကြတမီးကအပြင်မှာလူကတိပြီးသားတမီးအနေနဲ့အဲ့လိုပြောပြနေတဲ့အခါကျရင်တမီးကမပါလို့ရှိရင်ရှက်စရာကြီးနော်ဒါအော်ဒီရှင်အဆင့်ပဲရှိသေးတယ်တမီးအော်ဒီရှင်အော်ဒီရှင်အဆင့်မှာတမီးပါအောင်အရင်ဆုံးကြိုးစားမယ်အဲ့ခါကျ तू ကလည်းကြိုးစားတယ် तू က तू ကအဲ့ကျတော့ तू ကဟိုအရန်ပြင်းပြင်းထန်ထန် तू အဲ့အဲ့တပုတ်ကို तू အဲ့လေ့ကျင့်လိုက်တော့ပေါ့လေ့ကျင့်လိုက်တဲ့အခါကျတော့ အခုတော့လေ audition အောင်ွားတဲ့ခါကျတော့ပျော်စရာကောင်းတာပေါ့လေ audition မှာသူဆိုနိုင်ွားတယ်ဟိုတချင်းတစ်ပုတ်အဆဆုံးကလေးအနေနဲ့ဆိုဖို့ဆိုတာနှစ်ပုတ်လုံးဆိုခဲ့တာလေဆိုတော့တချင်းဆိုဖို့ဆိုတာလူရှိသူရှိပြန်ပွဲကြီးမှာဆိုတာရင်တုံတယ်လေရင်တုံတယ်တချို့တွေဆိုတော့ဟိုစာသားတွေမိပြီးတော့ဖြစ်ကြတာအများကြီးရှိတယ်လေစာသားမိတယ်ဒါပေမဲ့ तू ကအရန်တော်တယ်မနေ့ကသူတော့ပြန်တော့ရတယ်။သူစာသားလုံးဝမမိဘူး။အစအဆုံးသူရတယ်။အဲအဓိကအဖြစ်ကတမိလေး music ကိုနားလဲ။နော်အစူပိုင်းကသူက ထပ်ပြီးတော့သူအားဖြည့်ရတယ်သဘောပေါ့လေအဲ့တော့ music ကိုသူကနားလည်ပြီးသားဖြစ်တဲ့အတွက်အဲ့လိုဟိုဒိုင်နမာတေချာ game site ပြီးတော့ judge လောက်တာမဟုတ်ဘဲနဲ့လေအာ music နားလည်လဲမလဲလဲအဲ့လိုဟို online ဆိုနိုင်ပြီးတာပဲအတန်ရရောက်မရောက်ရောက်ဟိုဆိုတော့အဲ့လိုသဘောမျိုးတွေရွေးတာမျိုးတွေဆိုလို့ရှိရင်တေချာဟိုပြိုင်ပွဲရကိုဝင်ပြိုင်လို့ရှိရင်လေ အဲဘယ်လိုမျိုးဖြစ်လာမလဲပေါ့ဟိုဘယ်လိုပြောမလဲစိတ်ပူရဲ့ခံစားချက်ရှိရပေါ့လေအဲတဖြည်းဖြည်းချင်းချင်းနဲ့လေသူတို့ကအဲ့လိုပေါ့ဟို quality ဖြစ်တာလေးကိုရွေးတာကျွန်တော်တို့တွေ့ရတယ်လေအကူအောင်ကူကူတို့ဘာလို့ကလည်းမစိုးဘူးလေသူတို့ရဲ့ judge လုပ်ပုံကလည်းသူက quality ကိုကြည့်တဲ့အနေထားရှိရပေါ့လေအဲ့လို quality ကြည့်တဲ့အနေထားရှိတဲ့အခါကျတော့ကိုဝင်ပြန်လဲကို quality ဖြစ်အောင်ကြိုးစားရင်အဲဘယ်လိုပြောရမလဲ chance ရှိတဲ့သဘောမျိုးလေးခံစားရတာပေါ့ကိုစိတ်ထဲမှာအဲ့လိုခံစားရတာပေါ့လေ မလေးဆိုနေလည်းတော်တော်လေးကောင်းနေပြီဗောနောပုံမှန်ကောင်းတာထက်ကျော်လွန်ပြီးတော့မှကောင်းတဲ့အထဲကိုပါနေပြီအဲ့ထက်ပိုပြီးတော့မြင့်တင်အောင်လုပ်အာဒိုင်းနေပုံမှန်ခန်းစားချက်ကတော့သဘောကျပါတယ်ဒိုင်းနေအောင်လုံးအဆင်ပြေပါတယ်ဒါကျမရဲ့ဒါစိတ်ထဲကဒါဟိုအရင်းခံပေါ့နော်ဒါပြောပြတာပေါ့ဟန်ဆောင်ပြီးပြောပြတာမဟုတ်ဘူးပေါ့နော်အဲနောက်ပြီးတော့သူတို့ကောင်းတဲ့ချက်ကဘာကိုတွေ့ရလဲဆိုတော့ကိုရှင်မှပြန်ပွဲဝင်နေတဲ့ပြန်ပွဲဝင်တယောက်ကိုအဲတယောက်ချင်းစီကိုပေါ့သူတို့ကချင်းယူပြီးတော့သူကပြန်ခိုင်းတာ အဲ့ဒါတော့တော်တော်သဘောကျတယ်အဒီနှစ်တွေ့တာတော့3200လို့တွေ့ပါတယ်ဝင်လာတယ်ဟုတ်ကဲ့ပါမနှစ်ကတော့3100လာမှုတွေ့တယ်တချင်းနေဆက်လုံးမှာပေါ့ကိုပိုင်တချင်းနေလုတ်ချင်တယ်သူကအခုငငယ်လေးတွေကသူ့ဘာသူလေးနေ့တိုင်းတမြတ်ပါလေမယ်လိုဒီတွေပေါ်ပေါ်လာသူကခဏခဏပြောသူဂီတာနဲ့ဒီလိုက်ရင်သူမယ်လိုဒီတွေအစ်စ်တွေပေါ်လာတယ်အဲ့လိုပြောတယ်ဟုတ်တယ်မလားဒါအဲ့လိုမယ်လိုဒီအစ်စ်တွေပေါ်လာသူမယ်လိုဒီအစ်စ်ပေါ်လာရင်သူ့အနောက်မှာလက်ရေးပေးမယ် စာသားတွေထည့်လိုက်ရင်တချင်းဖြစ်သွားပြီလေအဲဒီကိုကစိတ်ကူးရင်နေပေါ့နော်ကိုကအဲ့လောက်လဲဘူးဒီမလုံနိုင်သေးဘူးကိုကလည်း music ကတိတ်ပြီးတော့မသိဘူးလေ तू तू ကပို့ပြီးတော့နားလဲနေဆိုတော့အဲအဲ့လိုကိုကရမ်းကျွမ်းကျင်လို့ရှိရင် तू supporting ပို့ပြီးတော့ပေးနိုင်တာပေါ့နော်မြန်မာစတန်းမှာဒါကြိုးစားပြီးတော့တမီးလို့ supporting လုပ်ပေးမှာပါရှေ့ဆက်ပြီးတော့လေအဲ तू ဘလောက်ထိအစွမ်းစောင့်နိုင်မလဲဆိုတာကျမတို့ကဟိုစောင့်ကြည့်ရမှာပေါ့လေစိတ်ဝင်စားနေတယ် သူလုံနိုင်တဲ့အစွမ်းအစရှိတဲ့လောက်ကျွန်တော်တို့ support လုပ်ပေးမှာပါဟုတ်ကဲ့